ူနာကငင်းဆံမဲ့လူနာကဆောင်ရွက်မှုအပိုင်းတွေမှာအစစ်စစ်သွားတဲ့အပိုင်းတွေမှာနောက်ဆုံးများပြောရရင် follow up လို့ခေါ်တယ်ရချင်းပြန်ပြပေါ့ရချင်းပြန်ပြယောဂါကကုသလိုက်တော့အတိုင်းတောင်တစ်ခုထိတက်တာသွားမှာပဲလေသို့တော်လည်းရေရှည်သွားရမယ့်ယောဂါမျိုးဖြစ်နေခဲ့ရင်ဒီယောဂါရဲ့သဘောတရားကနာတာရှိ chronic လို့ယောဂါမျိုးဖြစ်နေခဲ့ရင် follow up ဒီ immediate အရေးကြီးပါတယ်။ follow up မရှိရင်အဲ့ဒီနာတာရှိယောဂါတွေကမကုနဲ့ ဒါပုတ်ပွေလင်းလင်းပေါ်ပြောပြတာဘာမှမထူဘူးဒုက္ခဆင်းရဲတွေများပြီးတော့ဒီတိုင်းပဲတဝဲလေလေကြားလေလေပြန်ဖြစ်နေမှာပဲဆိုတော့နာနာရှင်ယောဂါတွေကုသတဲ့အခါမှာ follow up ကို99ပိုင်ပိုင်လေးဖြစ်အောင်ရန်သူ like ရှိကြပါတယ်ဆိုတော့ယနေ့အာရောကြကတော့ first version ကအရေးကြီးတဲ့အခန်းကဏ္ဍအပြင် second version နဲ့ third version တို့ရဲ့ယောဂါကုသမှုလမ်းကြောင်းတစ်ခုလုံးကိုတွားနေကြရတဲ့ဆိုင်ရာဆိုင်ရာ လုပ်ငန်းတွေမှာပါဝင်ပြီးတော့ဆောင်ရွက်ကြရတဲ့ နောက်ဆုံးမှာလူနာတတ်တာရရပြီးတော့အောင်းမော်နဲ့အာဒုက္ခချမ်းသာပေါ့ဗျာပြောရရင်တော့ quality life ပေါ့ဒါအာရောဂျာကအမြဲတမ်းပြောတာဘဝကဖြတ်တန်းရမှာမှန်တယ်သို့တော်လည်းကြမ်းကြမ်းမာမာရွှေရွှင်လန်းလန်းလေးနဲ့ဖြတ်တန်းတဲ့အခါမှာကိုဘဝရဲ့နောက်ဆုံးအချိန်မရောက်ခင်အထိမိမိဆောင်ရွက်ရမယ်မိမိရဲ့မိမိဆောင်ရွက်ခြင်းနဲ့အရာလည်းရှိမယ်ပေါ့နော်လူရဲ့လို့ဖြစ်လာတဲ့အခါကျတော့ဆောင်ရွက်ခြင်းရင်လည်းဆောင်ရွက်ရမယ်လူရဲ့သဘောတရားအရာ ဆောင်ရွက်ရမယ်ကိုယ့်ရဲ့တာဝန်ပေါ့ဗျာပြောရရင်နော်နော်မိသားစုတာဝန်ရှိမယ်တားရဲသမီးတာဝန်တွေရှိမယ်မိဘကိုပြန်လဲကြည့်ရှုအတာဝန်တွေအများကြီးပါပဲဒီတာဝန်တွေကိုကိုကိုယ်တိုင်ကကျမ်းမာရွှင်လန်းတကြွနေမှသာတာဝန်ကြည့်အောင်ကျွန်တော်ကဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်ကဲပြီးတော့ဒီနေ့အာရောဂျာအနေနဲ့ကတော့ first person လို့ခေါ်တဲ့လူနာဒီတာအဓိကပါဆိုတဲ့အကြောင်းအရာကောင်းတဲ့အောက်ကနေအကောင်းဆုံးရှင်လင်း မျှဝေပြီးသွားနိုင်တယ်လို့ယုံကြည်ယူဆပါတယ်ထို့သူပဲ first person အများစုကလည်းဘာလို့နေရာမျိုးမှာဘလို့ဆောင်ရွက်ရမလဲဆိုတော့အဓိကအာရောဂျာအနေနဲ့ကတော့အာရောဂျာကစီးကျိုယောဂာနဲ့ပတ်သက်လို့အဓိကအာများသောအဖြစ်ဟို health education ကိုဆောင်ရွက်ကြတာများတော့စံသက်ဆောင်ရွက်ရမယ့်အရာလေးရှိရင်လူနာဘဝကိုမရောက်အောင် first person အနေနဲ့ကြိုတင်ပြီးတော့ဥပမာစီးကျိုယောဂာနဲ့ပတ်သက်လို့ဆိုရင် ကျွန်တော်တို့ကမကြမကြဒီလိုဂလူကိုမီတာလို့ခေါ်တဲ့ medical device နဲ့အသုံးပြုပြီးဒီစီဂျိုယောဂနဲ့ပတ်သက်ပြီးမိမိကဘလို့အနေအထားမျိုးမှာရှိတာလဲ။အော်လူကောင်းအနေအထားပဲရှိတာလား။အကျိုးလူနာဖြစ်နေပြီလား။လူနာဘဝကိုရောက်နေပြီလား။လူနာဖြစ်ရင်လဲကိုကဘလောက်အထိ control ပဲနေပြီလဲ။ control ရပြီလဲ။အဲ size ဖြင့်ဒါမျိုးလေးတွေသိအောင်သုံးပါ။တကယ်လို့သုံးဆွဲရမယ့်အကြောင်းအနေနဲ့ပတ်သက်လို့ဂလူကိုမီတာနဲ့လိုအပ်တဲ့ အကြောင်းအရာလေးတွေရှိရင်လည်းအာရောကြကိုအခြေမျိုးဆက်သွယ်နိုင်ပါတယ်။သို့မဟုတ်ဂလူကိုမီတာကိုဘလို့အသွင်ပြုရမယ်ဂလူကိုမီတာနဲ့သုံးဆွဲနေရတဲ့အချိန်မှာဖြစ်နေတဲ့အခက်အခဲတွေရှိရင်လည်းအာရောကြကိုအခြေမျိုးဆက်သွယ်နိုင်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းလေးပါရင်နဲ့ကဲအာရောကြကတော့ထုံးစံအတိုင်းပဲဗျာအမြဲတမ်းပဲမြစ်တာရက်ခန္ဓာယနေ့အာရောကြကအာ ရှယ်ရီလောက်သွားတယ်ပေါ့နော်မျှဝေသွားတယ်အကြောင်းအရာ topic ကလေးကမိ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 သားစုနဲ့မိမိပတ်ဝန်းကျင်အတွက်အဆင်ပြေတဲ့ topic လေးဖြစ်ရင်အာရောဂျဆိုတဲ့ကျွန်တော်များအဖွဲ့ရဲ့ page လေးကို like and subscribe လေးလုပ်ထားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ကဲဒီလိုဆိုရင်နောက်ဘက်ဒီကြရင်လည်းအလားတူပဲအာမိမိအတွက်မိသားစုအတွက်ပတ်ဝန်းကျင်အတွက်အကျိုးရှိနိုင်မဲ့ topic များနဲ့အတူအာရောဂျနဲ့ပြန်လည်ဆုံတွေ့ကြပါအောင်မယ်လို့သတင်းကောင်းလေးပိုင်းနဲ့ဒီတစ်ပတ်တော့ဒီလောက်ပါပဲခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်